မှာအများတန်းပူလောင်နေရတဲ့လူတွေရှိတယ်။အဲ့ဒါဘလို့လူတွေလဲဆိုရင်တန်ရောစဉ်ရန်ကြီးတဲ့လူတွေ။တန်ရောစဉ်ကြီးရင်ကြီးသလားပူလောင်ရတယ်၊နာကျင်ရတယ်။ဖြစ်ဖူးတယ်မို့လား။ဒါကြောင့်ဘသူအပေါ်မှာမအရန်ကြီးတန်ရောစဉ်မတွယ်မိပါစေနဲ့။နောက်ထပ်တအူးကတော့ကိုပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကို တပားသူတွေကိုခြေတက်ငါးတက်တဲ့ပုံပုံမျိုးတွေကိုပစ္စည်းဆုံးရှုံးမှာကိုတွေးပြီးတော့မှအမြဲတမ်းပူလောင်နေရတာနောက်ထပ်တဦးကတော့ပဝန်းကျင်ကလူတွေကိုကြည့်ပြီးတော့ဘသူ့ကိုမှမကျေနပ်ဘူးမနာလိုဘူးအကောင်းမပြောဘူးအမြဲတမ်းစောင်းမြောင်းလဲဝေဖန်လဲတိုက်ခိုက်တယ်ညူဆူတယ်အဲ့ဒီလူတွေရဲ့ရင်ထဲမှာလဲအမြဲတမ်းလောင်မြိုက်ပြီးတော့ပူလောင်နေရတယ် နောက်ထပ်တူကတော့အရန်ပေါ်မှာတနာတတ်တဲ့လူမျိုးလေးတွေပေါ့အဲ့ဒီတနာတတ်တဲ့စိတ်ကတခါတလေအမားမှန်ကိုတော့မဝေခွဲနိုင်ဘူးအကောင်းဆိုးကိုတော့ဝေခွဲဖို့ရာမိသွားတတ်ကြတယ်အဲ့ဒီလိုတနာလိုက်ပြီးတဲ့အခါမှာအချင်းချင်းအလိန်ခံရတဲ့အချင်းချင်းစော်ကားခံရတယ်ကိုကိုတိုင်းလည်းကြုံခဲ့မှုပါလေအဲ့ဒီတနာတဲ့စိတ်ကြောင့်ကြောင်းပေါ်ထိတက်လာပြီး အလိုက်ခံရမှုတယ်နောက်ထပ်တအူကတော့ကိုယ့်ရဲ့ကိုယ်စမ်းဉာဏ်စမ်းနဲ့ရှာဖွေလို့ရတဲ့ပစ္စည်းဥစ္စာရဲ့အပေါ်မှာမရောရဲနိုင်ဘူးမတင်းတိမ်နိုင်ဘူးမကျေနပ်နိုင်ဘူးကိုယ်အားကျွမ်းမှန်တဲ့လောက်တာနဲ့ထိုက်တန်တာထက်ပိုပြီးတော့မှမတရားရခြင်းတဲ့လူမျိုးတွေအများတန်းပူလောင်နေရတတ်တယ်နောက်ထပ်တအူကတော့အရန်ကို ဒေါသကြီးတတ်တဲ့ပုံကိုယ်တွေပဲထစ်ခလဲဆိုရင်ဒေါသထောင်းခနဲ့ထွက်တယ်ပုံမှန်လူတွေအတွက်ဒေါသထွက်เสียမဟုတ်လဲသူ့အတွက်ဒေါသထွက်เสียဖြစ်နေတတ်တာမျိုးအာဟုသူဖြစ်စည်းနေတဲ့လူမျိုးတွေပေါ့အများရန်ပူလောင်နေရတတ်တယ်နောက်ထပ်တအူကတော့တန်မြာစိတ်များလွန်းတဲ့လူတွေတမီးကြီးစားချစ်သူချင်းပဲဖြစ်ပါစေမိစေအချင်းချင်းပဲဖြစ်ပါစေလင်မယားချင်းပဲဖြစ်ပါစေ လုတ်ဖို့ကင်ပဲ့ခြင်းပဲဖြစ်ပါစေတန်မြာစိတ်နဲ့စိတ်မချဖြစ်ပြီးတော့ဘယ်ချိန်များငါ့ဘောတစ္ဆာဖောက်မလဲဘယ်ချိန်များငါ့ဘောကိုမကောင်းကြံမလဲဆိုတဲ့အတွေးတွေနဲ့အမြဲတမ်းအတွင်းထဲမှာပူလောင်နေရတဲ့လူမျိုးတွေပေါ့နောက်ထပ်တဦးကတော့ကိုအားကိုကိုခြင်းမရှိဘဲနဲ့သူတို့ဘာကိုအားကိုပြီးတော့မိခိုပြီးတော့အတမွေးဝမ်းကြောင်းပြုရတဲ့လူတွေ နွယ်ပင်လိုလူမျိုးတွေပေါ့ဒီအပင်ဘယ်တော့များလဲမလဲဆိုတဲ့စိတ်နဲ့အများနဲ့စိုးရိမ်နေရတယ်ဒီအပင်လဲရင်သူလဲဘဝပြတ်မှာဒါကြောင့်ဘဝမှာဘသူကမှအရင်ကြီးမိခိုလွန်အားကြီးတာမျိုးမဖြစ်ပါစေနဲ့ဘဝမှာစိတ်ချမ်းသာခြင်းနဲ့ဆိုရင်တန်ရုံစင်တွေလျှော့ပါချိတာငားတာတွေကိုမလုပ်ပါနဲ့ဘသူကလည်းအကောင်းမမြင် ယူသူစောင်းပြောင်းတဲ့စိတ်ဓာတ်မျိုးမထားပါနဲ့တနာတတ်တဲ့စိတ်ကိုလည်းလျှော့ပါကိုရတဲ့ရတိုက်ထားတဲ့ပို့ပြီးတော့မလို့ခြင်းမှလည်းရောင်ရမ်းနိုင်သူဖြစ်အောင်ကြိုးစားပါတန်လျာစိတ်တွေကိုလျှော့ပါဘသူ့ကိုမှအရင်ကြီးမိခိုပြီးတော့အတတ်မမွေးပါနဲ့ကျမ်းမှချမ်းသာကြပါစေချစ်တဲ့စိတ်အစွန်းရောက်သွားတဲ့အခါဝန်တုံမှုတွေကြည့်ရတယ်မုန်းတဲ့စိတ်တွေအစွန်းရောက်သွားပြန်လို့လည်း ိတ်တာလို့ခေါ်တဲ့မနာလိုမှုဖြစ်ရတယ်။အဲဒါဝန်တိုတယ်ဆိုတာကမြှဝေသုံးဆွဲလို့တဲ့စံတာမရှိဘူး။ညီလူညီမြပေါင်းသင်းဆက်ဆံလို့တဲ့စံတာမရှိဘူး။ကိုကျင်းစာတရားလည်းမရှိတော့မနာလိုဘူးဆိုတာကတော့ကိုကလွင့်ရင်တခြားလူတစ်စုံတစ်ယောက်ကောင်းစားတဲ့အတန်ကိုမချားလို့ဘူးမမြင်လို့ဘူးမတွေ့လို့ဘူးနားမထောင်လို့ဘူးဆိုတာတွေဟာဒါတွေဟာ မနာလိုတဲ့အကြောင်းတရားတွေပေါ့ဒါကြောင့်အဲ့ဒီမနာလိုမှုဝန်တိုမှုတွေဘာကြောင့်ဖြစ်ရတာလဲလို့မေးရင်ချက်ချင်းမုံချင်းကြောင့်ဖြစ်ရတာဒါကြောင့်ချက်ချင်းကိုလည်းအရန်ကြီးအစွန်မရောက်စေနဲ့အမုံတရားကိုလည်းအရန်ကြီးအစွန်မရောက်စေနဲ့အစွန်ရောက်သွားရင်ဘယ်အရာကမှမကောင်းဘူးကိုကိုယ်တိုင်လည်းပူလောင်ရတယ်လို့ပတ်ဝန်းကျင်ကိုလည်းပူလောင်စေတယ်ဒါကြောင့် အစွန်မရောက်ခနဲ့အလေအလတ်တန်းစားဖြစ်တဲ့ပို့ပြီးလဲအကျိုးရှိတယ်ပို့ပြီးလဲမြင့်မြတ်တဲ့လူတိုင်းရဲ့အပေါ်မှာမေတ္တာထားနိုင်အောင်ပဲကြိုးစားပါဘယ်သူ့ကိုမှ မချစ်ပါနဲ့ဘယ်သူ့ကိုမှ မမိုးမိပါစေနဲ့မေတ္တာသည်သာ လူတိုင်းနဲ့အထိုက်တန်ဆုံးအအေးချမ်းဆုံးပျော်ရွှင်ရာဆုံးအရာပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါ